တရုတ်ကလုံးလို့ TNL ကပြန်ပေးလိုက်ရတယ်စစ်တပ်ကဘုံကျဲလို့ TNL ကပြန်ပေးလိုက်ရတယ်ဂျင်းစာတရားထားကြပါဆေယနာရှင်စနစ်ကိုဘာကြောင့်တိုက်ဖြတ်ရမလဲဘာကြောင့်တိုက်ရမလဲဆိုတဲ့အကြောင်းရင်းအခြေခံအချက်အလက်တွေကိုတည်တည်ချာချာသိအောင်လုပ်ပြီးမှဆေယနာရှင်စနစ်ကို အမြင့်ပြတ်အောင်တိုက်ကြပါအသက်ကိုညံဆောင်ပါれတယောက်နဲ့တယောက်ဖေးမကူညီကြပါဒီစကားကိုစပြောရင်းနဲ့ကျွန်တော်ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာအခုလူတွေအပြောအများဆုံးပေါ့စီရေးကိစ္စတွေပြောနေကြတဲ့ကိစ္စမှာ TNL ကမိုးမိတ်နဲ့မိုးကုတ်ကို ပြန်ပြီးတော့ပေးရတယ် ဒီလိုမိုးမိတ်နဲ့မိုးကုတ်ကိုပြန်ပေးရတဲ့အချိန်မှာတရုတ်ကိုအပြစ်တင်နေကြ TNL ကိုအပြစ်တင်နေကြအပြစ်ကတင်လို့ရတာပေါ့တရုတ်ကလုံးလို့ TNL ကပြန်ပေးလိုက်ရတယ်စစ်တပ်ကဘုံကျဲလို့ TNL ကပြန်ပေးလိုက်ရတယ်ဒီတော့ခမားတို့ပြောချင်တာတွေပြောကြပါကျွန်တော်မေးချင်တဲ့မေးခွန်းအစ်စ်ကိုကျွန်တော်အခုမေးပါပြီ NUG အစိုးရကနယ်မြေတွေ69ရာခိုင်နှုန်းလောက်တင်ထားတယ်လို့ပြောတဲ့အထဲမှာမိုးကုတ်ပါသလားမိုးမိတ်ပါသလားဒီကိစ္စကတိတ်အရေးကြီးတဲ့ကိစ္စ NUG အစိုးရ MOD တို့ကိုနေဖုံးလတ်တို့ဆီယာမာကြီးမိမိဝင်းဘတ်တို့ဗမာပြည်သူတွေတို့ အကုန်လုံးပြောနေတဲ့အထဲမှာ NUG အစိုးရကအမျိုးသားညွန်ပေါင်းအစိုးရက66ရာခိုင်နှုန်းသိမ်းထားတဲ့နေမြေတွေထဲမှာမိုးကုတ်ပါသလားမိုးမိတ်ပါသလားအကယ်၍ NUG သိမ်းထားတဲ့66ရာခိုင်နှုန်းထဲမှာမိုးမိတ်ပါတဲ့မိုးကုတ်ပါတဲ့ဟေးဆိုလို့ရှိဒီအရေးက TNL တခုတည်းအရေးပဲလား NUG အစိုးရလုပ်နေတဲ့လူကတော့အစိုးရအဖွဲ့မှာကဒီကိစ္စတွေကတာဝန်မရှိဘူးလားဆိုတဲ့မေကွန်းကို မေကွန်းရဲ့အဖြေရဲ့ခမားတို့ ပြောနေတာတွေရဲ့မီဒီယာတွေပြောနေတာတွေရဲ့ရင်နာနေတဲ့သူတွေရဲ့ဒီလိုလူတွေကြားထဲမှာကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောခြင်းလို့ဒီမေကွန်းကိုစပြီးမေးရတာဖြစ်ပါတယ်ကိုအောင်ချေရီတာလီစွာပါ UKH ကင်းရေပေါ့နော်တာလီစွာပါအစ္စလာမ်ဘုဝါလေးကုန်းမှာဒီတော့ခမရတော့ကိုကျွန်တော်ပြောချင်တာ NUG ကတိမ့်ထားတဲ့69.66ရာဂိုင်နှုံးထဲမှာမုတ်ကုတ်လည်းပါတယ်မုတ်မိတ်လည်းပါတယ်အလားရှိုးလည်းပါတယ်ကိုကန်လည်းပါတယ်ဟေ့ဆိုလို့ရှိအခုနယ်မြေတွေပြန်ပေးရတဲ့ကိစ္စစစ်ရှုံးတဲ့ကိစ္စမှာ NUG ဒီလေတစိတ်တပိုင်းအနေနဲ့ တာဝန်ရှိတယ်။ NUG ဒီလဲတစိတ်တစ်ပိုင်းတာဝန်ယူရမယ်။ဒီကိစ္စတွေကပြောကို ပြောရမယ်ကိစ္စခမားတို့ကိုအခုထပ်ပြီးတော့ပြောရလို့ရှိရင် TNL ကခေါင်းဆောင်တွေကိုခမားတို့ကအပြစ်ပြောတယ်။ TNL ကခေါင်းဆောင်တွေက အာနယ်လို့ချုပ်ရင်းချက်တည်းရှိလို့ TNL ရဖြစ်လို့ဆိုပြီးတော့ခမားတို့အခုအချိန်မှာပြောကျင်တာပြောတယ်။ဒေါ်အောင်ဆန်းစုကြည်အာနယ်တဲ့ကိစ္စတွေ ဒေါအောင်ဆန်းစုကြည်ခြုံရင်းချက်ရှိတဲ့ကိစ္စတွေကိုပြောတဲ့အခါကျတော့ခမားတို့ဘလို့ပြောလဲမဝေပါနဲ့ရန်သူအကြိုက်မလုံနဲ့ခမားတို့ပြောတယ်အခုတီအန်နယ်လေးကိုခမားတို့ပြောနေတာကြတော့ကိုရန်သူအကြိုက်မဟုတ်ဘူးလားဒီတော့ခမားတို့တွေရဲ့ပြဿနာကအခုအချိန်ထိခမားတို့တွေဟာ တိုင်းရင်းသားတွေအပေါ်မှာ နားမလဲဘူးအခုအချိန်ထိခမားတို့တွေဟာဗမာလူမျိုးကြီးဝါဒကိုစွန့်နယ်ပြောပြီးတော့ခမားတို့မပြောက်ဘူး အခုချိန်မှာခမားတို့အခုချိန်ထိစီရေးကိစ္စကို ခမားတို့နားမလဲဘူးခမားတို့အခုချိန်မှာခမားတို့ပြောချင်တာခမားတို့ဖြစ်ချင်တာခမားတို့လှုပ်ချင်တာပဲခမားတို့ပြောနေတာခမားတို့ဖြစ်ချင်တာခမားတို့လှုပ်ချင်တာခမားတို့ဟိုဘလို့ပြောမလဲစိတ်ကူးရင်းနေတဲ့ဟာတွေကိုအကောင့်ထဲပေါ်မပေးနိုင်ဘူးဆိုလို့ရှိရင်ပေါ်မပေးနိုင်တဲ့လူမှန်သမ ्या ကိုခမားတို့ကအပြစ်ပြောနေတာစီလူဘူးခရီးရေတရိရတဲ့ ကျမ်းမာရေးလက်ခယူစာဒီတော့ခင်ဗျားတို့အခုပြောနေတဲ့ကိစ္စရှိတယ် MDY ကဆက်ပြီးတော့တိုက်မယ်အမ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့အခါမှာဒီ MDY ကိစ္စမှာလဲနှစ်ခုပြောเสียရာရှိကျွန်တော်အမြင်ကိုကျွန်တော်ပြောတာကျွန်တော်မျိုးကျွန်တော်ပြောတာ MDY အနေနဲ့ ဒီကိစ္စကိုဆက်ပြီးတော့တိုက်မယ်ပြုတ်မယ်ဟေးဆိုပြီးတော့ပြောပြီးဟေးဆိုပြီးဟေးဆိုလို့ရှိရင် TNL ကိုစစ်အားတဲ့စစ်ရေးအရာတအားဖိပြီးတော့တိုက်နေတဲ့အချိန်မှာဘာဖြစ်လို့ MDY ကကာကွယ်ပြီးတော့တိုက်မပေးလဲလက်နဲ့ရိတ်ခါမရှိတာလားမဟာမိတ်ဆိုတဲ့အတွေးခေါ်မရှိတာလားပြောစရာကဖြစ်လာပြီအကယ်၍လက်နဲ့ရိတ်ခါမရှိလို့ MDY အဖွဲ့ကတအန်းပလောင်ຫນွေကိုစစ်ရေးအရာဖိအားပေးနေတဲ့အချိန်မှာမတိုက်နိုင်ဘူးဟေ့ဆိုလို့ရှိရင် MDY အခုပြောသလိုမျိုးရန်ကုန်ကိုဆက်တိုက်မယ်မန္တလေးကိုဆက်သိမ်းမယ်မိုးကုတ်ကိုပြန်ထိမ်းမယ်မိုးပိတ်ကိုပြန်ထိမ်းမယ်ဆိုတာဖြစ်နိုင်မလားလက်နဲ့ရိတ်ခအပြည့်အစုံမရှိလို့တီအန်နယ်လေးကိုမကူညီနိုင်ဘူးလို့ပြောထားတဲ့သူတွေကရှေ့ကိုဆက်ပြီးတော့တိုက်နိုင်အောင်မလားဒါမှမဟုတ်လို့ရှိရင်လက်နဲ့ရိတ်ခတော့ရှိတယ်ငါတို့ကရှေ့ကိုဆက်တိုက်ဖို့ပြောနေပြီဟဲ့ဆိုလို့ရှိရင်ခမားတို့ရဲ့မဟာမိတ်ဆက်ဆံရေးဆိုတာဘာလဲ ဒီကိစ္စတွေက ပြောစရာတွေအရန်ကြီးကို ဖြစ်လာပြီခမားတို့ပြောနေတဲ့ခမားတို့တကယ်မေးခွန်းနေမေးရမယ့်ကိစ္စကို မေးခွန်းမေးရမယ့်ကိစ္စကြတော့ခမားတို့မမေးတော့ဘူးလက်တွေ့ရင်ဆိုင်ရမယ့်ကိစ္စကြတော့ခမားတို့ရှောင်သွားတယ် TNL ကိုတော့ကျွန်တော်ပြုံးပြလင်းလင်းပြောတာ TNL ကိုကျွန်တော်ဝေဖန်ဘူးတဲ့ဘလို့ဝေဖန်တယ်လဲ TNL ဒီနော်ကိုအင်အားကောင်းတဲ့အချိန်တစ်တုံညာနှစ်ခုဖြစ်ပြီးတော့ ဒီအနယ်လေးဒီအနယ်လေးစွတ်တက်တဲ့အချိန်မှာဘယ်မဟာမိတ်မှလည်းဂယုမဆိုင်ဘယ်ပြည်သူလူထုမှလည်းဂယုမဆိုင်နော်ဒီအနယ်လေးလှုပ်ချင်တာလှုပ်ခဲလို့မှားယွင်းမှုတွေအများကြီးဖြစ်ခဲ့တယ်ပုပ်ပွင့်လင်းလင်းပြောရင်ဒီအနယ်လေးဟာလူထုစန့်ကျင်ရေးတွေပါလှုပ်ခဲ့တယ်ခလေးတွေကကချင်စာတင်တယ်မပင်ရဥထလှုပ်တယ်ခလေးတွေကမြန်မာစာတင်တယ်မပင်ရဥထလှုပ်တယ် ဒီနယ်မြေမှာဆိုတအံပလောင်စာပဲသင်ရမယ်ဆိုပြီးတော့ကျောင်းတွေကိုဝင်ပြီးတော့သိရမလားဖြက်စည်းတာတို့ဆရာမတွေကိုရက်ခိုင်းတာတို့ဒါမျိုးတွေလုပ်တယ်။ TNL လုပ်တဲ့အမားတွေရှိတာမှန်းနဲ့။ဒါကြောင့်မလို့လေ TNL အခုဘယ်နယ်မြေရထွက်သွားမယ်ဆိုလို့ရှိရင်လူလူအများစုကပွင့်ပွင့်လင်းလင်းပြောရင်ပျော်တောင်ပျော်သေးတယ်။အဲ့ပျော်တယ်ဆိုတာစစ်တပ်ကအဲ့နေရာကိုပြန်သိမ်းမအောင်ပျော်တာမဟုတ်ဘူး။ TNL ရဲ့မဟာမိတ်ဆက်ဆံရေးလူလူဆက်ဆံရေးချုပ်ယွင်းချက်တွေကြောင့် အဲ့ဒီပြည်သူလူထုကပြောတာကျွန်တော်သေးသေးချာချာခွဲပြောတယ်နော်မိုးကုတ်ကရှိတဲ့ပြည်သူပဲဖြစ်ဖြစ်မိုးမိတ်ကရှိတဲ့ပြည်သူပဲဖြစ်ဖြစ်ဟိုကုတ်ခိုင်မှာရှိတဲ့ပြည်သူပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့ဒီပြည်သူတွေကတအန်းပလောင်နေထွက်သွားတဲ့ဆိုတဲ့ကိစ္စကိုပျော်တဲ့ကိစ္စကဘာဖြစ်လို့လဲဆိုတော့တအန်းပလောင်နေရဲ့လူထုဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးအားနည်းချက်တွေရှိလို့ချိုယွင်းချက်တွေရှိလို့အဲ့ဒီပြည်သူလူထုကပျော်ခြင်းသာဖြစ်တယ် စစ်တပ်ပြန်ဝင်လာပြီးတော့ဒီမိုးကုတ်မြို့ကြီးမှာစစ်တပ်ကအုပ်ချုပ်မှာတော့မိုးမိတ်မြို့ကြီးမှာစစ်တပ်ကအုပ်ချုပ်မှာတော့ကိုဘယ်ပြည်သူလူထုကမှမျှော်လင့်နေတာမဟုတ်ဘူးဘယ်ပြည်သူလူထုကမှပျော်ရွှင်နေတာမဟုတ်ဘူးအဲ့တော့ခမားတို့စကားကပ်ပြောရင်တော့ရတာပေါ့ကွာပြည်သူလူထုပြောတဲ့အထဲမှာပြည်သူတွေမှမင်းအောင်လှိုင်ဆိုတဲ့ကောင်လဲပါတာပဲမင်းအောင်လှိုင်ဆိုတဲ့ကောင်လဲပြည်သူပဲကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ မင်းအောင်လိုင်ဆိုတဲ့ကောင်လည်းပြည်သူပဲမင်းအောင်လိုင်ဆိုတဲ့ကောင်ကတော့ဘယ်တိုင်းရင်းသားတော်လိုင်ရဲ့အဖွဲ့အစည်းတွေကိုကြိုက်မလဲဘယ် PDF ကိုကြိုက်မလဲခမားတို့စဉ်းစားဖို့ကကိုကအစိုးရတရက်ဆိုပြီးတော့သတ်မှတ်ထားပြီဟေးဆိုရင်မင်းအောင်လိုင်ဆိုတဲ့ကောင်လည်းပြည်သူပဲနော်စိုးဝင်းဆိုတဲ့ကောင်လည်းပြည်သူပဲနော်ကိုကိုကြီးဆိုတဲ့လူလည်းပြည်သူပဲနော်တတ်တတ်ခိုင်ဆိုတဲ့လူလည်းပြည်သူပဲနော်ဒေါ်အောင်ဆန်းစုကြည်လည်းပြည်သူပဲနော် အန်တီစနိုးရဲ့မင်္ဂလာပါဒီတော့ခမားတို့တွေကစပြီးတော့ဖြစ်တဲ့ကဒီ UNG ဆိုတဲ့အဖွဲ့အစည်းကိုကျွန်တော်ကအစကတည်းကကျွန်တော်တော်လှန်ရေးပြီးတဲ့ကတော်လှန်ရေးစကတည်းကကျွန်တော်ပြောတာရှိတယ်ကျွန်တော်အဖွဲ့အစည်းတစ်ခုအနေနဲ့ကျွန်တော်အတိအမှတ်ပြုတယ်စစ်တပ်ကိုတိုက်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ကျွန်တော်မဟာမိတ်လို့သဘောထားတယ်သို့တော့အစိုးရတရက်လို့ကျွန်တော်သဘောမထားဘူး ဘာဖြစ်လို့အစိုးရတရက်လို့ကျွန်တော်သဘောမထားလဲဆိုတဲ့ကိစ္စကိုကျွန်တော်အခုထပ်ပြီးတော့ခင်ဗျားတို့ကိုမတိတိအောင်တိတိနေတဲ့လူတွေကိုလည်းထပ်ပြီးတော့ရှင်းပြခြင်းလေ။အန်ယူဂျီအဖွဲ့အစည်းဖွဲ့တဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်မှုတဲ့သူတွေဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တဲ့သူတွေဒေါ်အောင်ဆန်းစုကြည်နဲ့သဘောထားမတူတဲ့သူတွေအဲ့ဒီလူတွေမှန်သမျှအကုန်လုံးကိုဖယ်ပြီးတော့မှအန်ယူဂျီဆိုတာဖွဲ့တာ။ အဲ့တော့ကျွန်တော်ကပြောတယ်မင်းတို့ NUG ဆိုတဲ့ဟာဖွဲ့ပြီးဆိုရင် NLD အစိုးရဆိုပြီးတော့လုတ်ပါမင်းတို့ NLD ကို ထောက်ခံနေသူတွေဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့သူတွေနော်အော်ဘလို့ပြောမလဲမင်းရမယ်တကဘာလုံးမှာဘလောက်ပဲတောနေတောနေဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တဲ့လူဆိုရင် NUG ထဲမှာမပါဘူးเนาะဒေါ်အောင်မင်းတို့ကမင်းတို့တကဘာလုံးမှာသေအောင်ပဲတောနေဘလို့ပဲတောနေစိုက်တယ်လို့ပဲတောနေဒေါ်အောင်ဆန်းစုကြည်ကိုဟိုဘလို့ပြောမလဲမထောက်ခံဘူး ကိုလန်းကိုကိုသွားမယ်ကို့အဖွဲ့ကို့ဖွဲ့မယ်ဆိုတဲ့လူဆိုလို့ရှိရင်မင်းတို့မထောက်ခံတဲ့အတွက်မင်းတို့ဟာမင်းတို့ NLD ဆိုပြီးတတ်တတ်လောက်ပါဆိုတဲ့အခါကျတော့လေမင်းတို့မလုပ်ဘူးတပြည်လုံးတရွာလုံးတနိုင်ငံလုံးဆိုပြီးတော့နာမည်ကိုယူသုံးတယ်ဟုတ်ပြီသုံးတာမသုံးတာတွေအဲ့ဒါခဏထားပြီးခဲ့တဲ့ကိစ္စထပ်ပြောရင်ချီးကျောက်ရင်နူးလို့ဖြစ်မယ်အဲ့တော့အခုမင်းတို့တနိုင်ငံလုံးဆိုပြီးတော့ပြောတယ်တရွာလုံးဆိုပြီးပြောတယ်တမျိုးလုံးဆိုပြီးပြောတဲ့အခါမှာအခု TNL စစ်ရှုံးပြီဟဲ့ဆိုလို့ရှိရင်လေ အစိုးရတရက်အနေနဲ့ကတီအန်အယ်လေးဟာငါတို့ဘက်မှာပါလားမပါဘူးလားတီအန်အယ်လေးကြောင့်ငါတို့တော်လန်ရဲ့အဖွဲ့အစည်းမှာနံပြေတွေဟိုကိုပြောတဲ့အထဲမှာပါခဲ့သလားမပါခဲ့ဘူးလားဒီတော့မေးစရာတွေကဖြစ်လာတယ်ဗမာစကားပြောမီဒီယာတွေကဗမာစကားပြောမီဒီယာတွေကိုကိုကိုနော်ကိုကိုကိုဒီမီဒီယာသမား အာကိုကိုကိုငါတော့လူမျိုးမရှိဘူးဘာသာမရှိဘူးနိုင်ငံမရှိဘူးဒီလိုမျိုးပြောနေတဲ့လူတွေခမည်းတော်အနေနဲ့မေးဖို့လိုတယ်ခမည်းတော်မှာသင်ငန်းစာတွေယူဖို့လိုတယ်ဒေါအောင်ဆန်းစုကြည်အားနေချက်တွေကိုငါတို့ကထောက်ပြလို့ရှိရင်ငါတို့ကိုဝေဖန်မှာပဲငါတို့ကိုလူတွေကမုန်းမှာပဲဆိုပြီးခမည်းတော်နေခဲ့တဲ့ကိစ္စတွေအခုကြတော့ခမည်းတော်ကတီအန်နယ်လီမှာဒီလိုဒီလိုဖြစ်တဲ့ကိစ္စကြားလို့ရှိလို့ရှိရင်လေခမည်းတော်မပြောဘူး ။ DNL လေးဟာပွင့်ပွင့်လင်းလင်းပြောရင်လူဒုဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးမှာအားနည်းချက်တွေအများကြီးရှိခဲ့တယ်။ဒီလိုအားနည်းချက်တွေရှိခဲ့လို့လဲထောက်ပြတဲ့အချိန်မှာခမားတို့တွေအကုန်လုံးကယူကျင်အောင်စောင်းနေ။ NUG အနေနဲ့ဒီမဟာမိတ်တွေကိစ္စမှာဝင်ပြီးတော့ညှိပေးဖို့လိုတယ်၊ဝင်ပြီးတော့ပြောဖို့လိုတယ်၊ဝင်ပြီးတော့ကူညီဖို့လိုတယ်။ဒါပေမဲ့ NUG ဟာဘယ်မဟာမိတ်ကိုမှလည်းဝင်ပြီးတော့ညှိပေးတာမရှိဘူး။ NUG ကဘယ်မဟိတ်ဘယ်မဟာမိတ်နဲ့မှလည်းပုပ်ပလင်းလင်းပြောရင်ဘယ်တိုင်းရင်းသားတော်လိုင်းရဲ့အဖွဲ့အစည်းကိုမှလည်းဘာမှမလုပ်နိုင်ဘူး။တိုင်းရင်းသားတွေတိမ့်ထားတဲ့နယ်မြေတွေတိုင်းရင်းသားတွေတိမ့်ထားတဲ့အောင်ပွဲတွေတိုင်းရင်းသားတွေရနေတဲ့ဟာတွေကြားလို့ရှိရင်အပေါ်ကနေပြီးတော့အညွန့်ချိုးစားတဲ့အပေါင်မျိုးလုပ်တယ်။အဲ့ဒါကဟိုပညာရှင်ပြောတဲ့ဒေါ်မီမီဝင်းဘတ်လည်းပြောတယ်။အကုန်လုံးတိမ့်တယ်။ဒေါ်မီမီဝင်းဘတ်ကဘတော်မှသူမပြောဘူး။ကျမတို့တိမ့်ထားတာ69ရာခိုင်နှုန်းရှိတယ်။ ကျမတို့သိနေတာ69ရာခိုင်နှုန်းရှိတယ်။အဲ့ဒီ69ရာခိုင်နှုန်းရှိတဲ့အချိန်မှာကျွန်တော်ပြောတယ်ဟုတ်ပြီ69ရာခိုင်နှုန်းရှိတဲ့ဟာမှာ NUG ကသိမ်းထားတာဘလောက်ရှိသလဲ။ဘာဖြစ်လို့ NUG ကသိမ်းထားတာဘလောက်ရှိသလဲပြောတယ်ဆိုလို့ရှိရင်ဥပမာကချင်တို့၊ကရင်တို့၊ချင်းတို့เนาะဒီအဖွဲ့အစည်းတွေက NUG နဲ့မဟာမိတ်ပြောတဲ့အချိန်မှာညီနောင်၃ဘွဲ့က NUG လက်အောက်ကိုဝင်နေဆိုပြီးတော့မပြောဘူး။ နော်ရခိုင်ကလည်းအခုချိန်ထိ UNG လက်အောက်မှာရှိတယ်ဆိုပြီးတော့ तू မပြောဘူးတန်းဘလောင်ကလည်း UNG နဲ့မဟာမိတ်လို့ပဲပြောတာ UNG လက်အောက်ခံလို့မပြောဘူးကိုကန်ကလည်း UNG နဲ့တောင်မှအဆက်ဆံမလုပ်ဘူးဆိုပြီးတော့ပြောထားတယ်ဝါကလည်း UNG နဲ့အဆက်ဆံမရှိဘူးမိုင်းလာကလည်းအဆက်ဆံမရှိဘူးတော့အိုးဘုံဘူးကြီးရောဆက်တော့ကလည်း UNG နဲ့အဆက်ဆံမရှိဘူးဒီခါကျရင်ကျွန်တော်သူတို့ကိုမေးကြည့်တယ်သူတို့ကိုမေးတဲ့အခါအဖြေပြန်မရဘူး ဒီကျွန်တော်အခုပြောနေတဲ့ AA အခု AA ရရခိုင်ပြည်နယ်တပြည်နယ်လုံးကိုသိမ်းထားသလိုဖြစ်နေတယ်အဲ့ဒီဟာက UNG သိမ်းတာလားဟုတ်ပြီ UNG မသိရင် UNG က AA ကိုဘလောက်ဟိုဘယ်လိုပြောမလဲအာနာဆိုးမှုမှုရှိတယ်လေကိုကန်ကအခုသူ့နယ်မြေသူပြန်အုပ်ချုပ်ပြီအဲ့ဒီကိုကန်နယ်မြေမှာ UNG ကရုံးတော်ဖွင့်လို့ရသလားဝါပြည်နယ်မှာ UNG ရုံးသွားဖွင့်လို့ရသလား ဒီခါကြလို့ရှိရင်ပြောရင်အန်ယူဂျီရဲ့နယ်မြေလို့ပြောလို့ရှိလို့ရှိရင်အညာမြေကွက်ကွက်ကလေးဖြစ်နေတယ်အဲ့ဒီအညာမြေကွက်ကွက်ကလေးတောင်မှသခိုင်းဖိုရန်ဒီသူ့ရဲ့နော်ရီမန်းချက်သူ့ရဲ့ရီရွယ်ချက်နဲ့သူ့ရဲ့ဖက်ဒရယ်ယူနစ်ဆိုပြီးတော့သခိုင်းဖိုရန်ကသူ့လန့်သူ့သွားနေတယ်နော်စကိုင်းဖိုရန်သူလန်းနဲ့သူသွားနေတယ်အဲ့ဒီအခါမှာခမရတို့ကို UNG အနေနဲ့စကိုင်းဖိုရန်ကိုတော့မှ ကျေးဇူးတင်ရအောင်မယ်သူလန်းသူသွားပေမဲ့သခိုင်းဖိုရန်ကခမရတို့အန်ယူဂျီကိုအတိအမှပြုတ်ထားတယ်အဲ့တော့သူတို့ကမေးတယ်ကချင်းနေတိုင်းရင်းသားတွေလို့ပဲကျွန်တော်တို့တွေလည်းတိုင်းရင်းသားလို့အခွင့်အရေးဘလို့ရမလဲမေးလို့ရှိရင်ခမရတို့အန်ယူဂျီမှာအဖြေမရှိဘူးဒီကြားထဲမှာမှအန်ယူဂျီကဖိုရန်လုံမယ်တို့ဂိုရန်လုံမယ်တို့ဆိုပြီးအန်ယူဂျီလျှောက်ပြောတယ်ခမရတို့ပြောထားတဲ့စကားကိုခမရတို့အရင်ဆုံးသတိရဖို့လို့ NLD မှာ CEC တွေပေါ့ဒေါန်ဆန်းစုကြည်သမရာကြီးဦးဝင်းမြတ်တို့မရှိမချင်းကျွန်တော်တို့ကဘာမှဆုံးဖြတ်ချက်ချလို့မရဘူးဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချလို့ရတဲ့သူတွေ ਨੇ ခမားတို့ဘလို့သွားပေါအောင်မလဲအဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးနော်ကိုနေဖုံးလက်တို့သမရာကြီးဒူဝါလက်ရှိလာတို့အကုန်လုံးပြောတဲ့ကိစ္စဒီဖရွယ်ကိစ္စတို့ဆုံးဖြတ်ချက်တွေချပြီးဟဲ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်မပါရင်မရဘူးသမရာကြီးဦးဝင်းမြင့်မပါရင်မရဘူး စီအီးစီမစုံဝင်မရဘူးဆိုပြီးပြောထားတဲ့အခါမှာခမရတို့ဖရိုကွယ်ထူးဝင်းကသူကိစ္စသူဆုံးဖြတ်လို့ရတယ်ဘိုးချုပ်အင်မာလာကသူကိစ္စသူဆုံးဖြတ်လို့ရတယ်ချင်းမရသာဟုကသူကိစ္စသူဆုံးဖြတ်လို့ရတယ်အေအေကသူကိစ္စသူဆုံးဖြတ်လို့ရတယ်တာဖိုက်တာတာဖုံးကျော်တို့တာအိုက်ဖုံးတို့ကသူကိစ္စသူဆုံးဖြတ်လို့ရတယ်သူကိစ္စသူဆုံးဖြတ်လို့ရတဲ့လူတွေနဲ့ဘာမှဆုံးဖြတ်လို့မရတဲ့လူတွေတွားပေါင်းလို့ရှိရင် အဲ့ဒီဆုံးဖြတ်လို့ရတဲ့လူတွေပါပြဿနာတက်သွားမှာပေါ့ဒီတော့ခင်ဗျားတို့မီဒီယာသမားတွေမီဒီယာသမားတွေဆိုတာနာကြီးမျက်စိကြီးတင်းတင်းချာချာလေးလာဆုံးဖြတ်ထားတဲ့သူတင်းတင်းချာချာအကုန်လုံးအလုံးစုံကိုသိအောင်လုပ်နေတဲ့သူတွေခင်ဗျားတို့အနေနဲ့ပို့ပြီးတော့ကျွန်တော်ထက်တောင်ခင်ဗျားတို့မှာပို့ပြီးမေးခွန်းတွေရှိနေရမှာပေါ့ခင်ဗျားတို့မှာပို့ပြီးတော့ပြောနိုင်ရမှာပေါ့ခင်ဗျားတို့ကလူလူကိုပို့ပြီးတော့အသိပညာပေးရမှာပေါ့ အခုဖြစ်နေတဲ့ကိစ္စက TNL ကနေပြီးတော့ပြန်ပေးလိုက်တယ်တရုတ်နဲ့ TNL နဲ့ကိစ္စဟိုလေချောင်းနဲ့ဘုံကျဲတဲ့ကိစ္စဒီသုံးခုထဲနဲ့မဆိုင်ဘူးခမရတို့အခုပြောနေတဲ့ကိစ္စတွေထဲမှာတကယ်တာဝန်ရှိတဲ့လူကဘေးကိုရောက်နေတယ်အခုဗမာပြည်မှာစစ်ပွဲတွေဆုံးရှုံးတဲ့ကိစ္စတွေရှိနေတယ်နော်ကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့စည်းတွေမှာဟိုဆုံးရှုံးတဲ့ကိစ္စတွေရှိနေတယ်ကျွန်တော်တို့တစ်ချိန်လုံးခမရတို့ခစ်တဲ့ သတင်းဌာနတွေနဲ့ကျွန်တော်တို့ကိုပြောနေလို့မရဘူးကျွန်တော်ခစ်သစ်မဂ္ဂဇင်းခစ်သစ်သတင်းဌာနကိုကျွန်တော်အခုအချိန်ထိပြန်ပြီးတော့ဖတ်ကြည့်တယ်ခစ်သစ်မှာကျွန်တော်တို့တော်လန်ရေးဘက်ကတယောက်မှကြာဆုံးထားတာတော့မရှိဘူးပါလုံဆောင်တဲ့ဆိုတာကျွန်တော်နဲ့တိတ်ရတဲ့ပါအိပ်ဘူးတယ်ကျွန်တော်နဲ့ညီကိုလိုပါနေဘူးတယ်အတွဲခေါ်တွေကိစ္စတွေအဲ့ဒါတွေခဏဘေးမှဖယ်ထားပေါ့ခစ်သစ်မှာခင်ဗျားတို့သွားကြည့် ကျွန်တော်တို့တော်လိုင်းရေးကဒီနေ့ဒီအချိန်အထိတယောက်မှကြာဆုံးတာမရှိသေးဘူးခစ်တဲ့မှာအန်ယူဂျီကနေပြီးတော့ကြင်ညာတဲ့အထဲမှာသွားကြည့်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေတဲ့ကအများဆုံးကြာဆုံးတာတရာတော်မပြေသေးဘူးတခါတခါကျရင်မေးရမလို့ဖြစ်နေတယ် ငါတို့တော်လိုင်းရဲ့ဘက်ကနေပြီးတော့လာရှိုးမှဝေတိုက်ထားတာအသက်တွေပေးရတယ်ချွေးတွေပေးရတယ်မင်းတို့အန်ယူဂျီကထုတ်ပြန်ထားတဲ့သတင်းခစ်သက်မဲခစ်သက်ကထုတ်ထားတဲ့သတင်းတွေကြည့်လို့ရှိရင်ငါတို့တော်လိုင်းရဲ့တယောက်မှတော့ကြတာမရှိသေးဘူးငါတို့ကြည်ဂျန်စီတွေဘက်ကတယောက်မှသေးတာတော့မရှိသေးဘူးစစ်တပ်ခါကြီးပဲသေးနေတာမင်းတို့မယုံလို့ရှိရင်ခစ်တဲ့သတင်းဌာနကိုသွားပြီးတော့မင်းတို့ကြည့် အန်ယူဂျီကထုတ်ပြန်တဲ့စာရင်းလေးကိုသွားပြီးတော့ကြည့်တော်လန်ရဲ့ဘက်ကတယောက်မှတောင်မှသေတာပြူတာမရှိသေးဘူးပြောလို့ရှိရရှိချင်းကိုက်တဲ့ကောင်တော့မှမရှိသေးဘူးဒီတော့ခမားတို့ပြောနေတဲ့နိုင်ငံရေးနိုင်ငံရေးအစိုးရအစိုးရပြောနေတဲ့အချိန်မှာအခုကျွန်တော်တို့မိုးမိတ်ကိုပြန်ပေးရမယ်မိုးခုတ်ကိုပြန်ပေးရမယ် လာရှိုးကိုပြန်ပေးလိုက်ရပြီဒါတွေဖြစ်နေတဲ့ဟာတွေအကုန်လုံးဟာအန်ယူကြီးအစိုးရနဲ့ဘာမှမဆိုင်ဘူးလားအန်ယူကြီးအစိုးရနဲ့ဘာမှကိုမဆိုင်တော့ဘူးလားအန်ယူကြီးအစိုးရနဲ့ဘာမှကိုမဆိုင်ဘူးကျွန်တော်တို့ကကျွန်တော်တို့ဖြစ်ချင်တာဖြစ်နေတာလားဒါဆိုရင်အန်ယူကြီးကပြောထားတဲ့69တသမ900ခိုင်နှုန်းသိမ်းထားတယ်ဆိုတဲ့နေမြေတွေကဘယ်နေရာတွေမှာလဲဘာဖြစ်လို့ဒီစကားပေးရလဲဆိုတော့အန်ယူကြီးသိမ်းထားတဲ့69တသမ69 ရာဂိုင်နှုံးတွေထဲမှာကျွန်တော်တို့ပြည်သူစစ်ဆောင်ဒုက္ခတွေတွေစစ်ပြေးဒုက္ခတွေတွေဘဝပြတ်နေတဲ့သူတွေဒီလူတွေအကုန်လုံးကိုကျွန်တော်တို့တွေကခိုးလုံမွင့်ရအောင်ကျွန်တော်တို့မှာထားဖို့တာဝန်တွေရှိတယ်အခုမင်းတို့ပြောနေတဲ့မီဒီယာသမားတို့ကိုယ့်ဟာကိုမီဒီယာလုပ်နေတဲ့သူတွေပါပြောစရာတွေကဖြစ်လာပြီ အခုကရလို့ရှိရင်ဘယ်လိုပြောမလဲနိုင်ရင်အန်ယူကြီးရှုံးလို့ရှိရင်တအန်းပလောင်တွေပဲခံတော့ရှုံးလို့ရှိလို့ရှိရင် PDF တွေပဲခံတော့ရှုံးလို့ရှိရင်မင်းတို့ကမင်းတို့ခံတော့မင်းတို့နိုင်ပြီဟဲ့ဆိုလို့ရှိရင်တော့ငါတို့နယ်မြေထဲမှာ69တသမ6တသမ99ထပ်ပြီးတော့ငါတို့ကဖြည့်မယ်ဒါကအန်ယူကြီးကိစ္စ MDY ကိစ္စမှာဆိုလို့ရှိရင်လည်း တန်းဘလောက်ကိုတလောက်ဖျားတယ်ပေးနေတဲ့အချိန်မှာ MDY ကမလုပ်နေလေမင်းတို့ပြောနေသလိုစီရဲကိုနားမလဲဘူးဟုတ်တယ်ကျွန်တော်တို့ကစီရဲနားမလဲဘူးเนาะအမိန်ပေးလို့ရှိရင်တိုက်ခဲ့ဘူးတဲ့ရဲဘော်တွေပဲဒါပေမဲ့အချိန်တွေအရရကိုတော့သိတယ်တန်းဘလောက်နဲ့ MDY နဲ့ကတကယ်ကိုเนาะတန်းဘလောက်ကမွေးပေးလိုက်လို့ MDY ဖြစ်တယ် MDY ကြီးထွားလာတယ် MDY ကရွှေကြောတွေရထားတယ်ဒေါက်တာတေဇာစန်းတို့တွေနော်အခွန်တွေကောက်ထားတယ် MDY မှာသူ့ဟာသူ ထိုက်တဲ့နဲ့ရိတ်ခါတွေရှိတယ်နော်ထိုက်တဲ့ဘဏ္ဍာငွေတွေရှိတယ် NUG ကိုပေးလားမပေးလားခွဲစားလားခွဲမစားလားတော့မသိဘူးဟုတ်ပြီဒါဆိုလို့ရှိရင်တန်းဘလောင်ဖြစ်တဲ့ချိန်မှာခမားတို့တွေစစ်ကူလည်းမပေးဘူးစစ်ကူမပေးဘူးဆိုရင်အကြောင်းပြချက်ကနှစ်ခုပဲရှိတယ်လက်နက်ရိတ်ခါမရှိတာလားမဟာမိတ်ဆက်ဆံရေးမရှိတာလား လက်နဲ့ရိတ်ကမရှိတဲ့လူကခမားတို့အခုဆက်ပြောနေတဲ့စကားအရရှေ့ကိုဆက်ပြီးတော့တိုးလို့မရဘူးလက်နဲ့ရိတ်ကမရှိမဟာမိတ်ဆက်ဆံရေးမရှိဘူးဆိုရင်ခမားတို့အပေါ်မှာရောဘသူကမဟာမိတ်ဆက်ဆံရေးရှိတော့မလဲဒါဆိုရင်ခမားတို့ပြောနေတဲ့စကားတွေကဘာစကားတွေလဲ